အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ပေါ့နော် ောင်းမွန်သောဒါကျွန်တော်တို့အေးပေါ့နေလေခြင်းလေးဖြစ်ပါဒီညာကနေပြီးတော့ကျွန်တော်တို့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်ဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့မင်းညာက Athletic UK ကနေပြီးတော့စပါအသင်းရဲ့နီးပြအပြောင်းလဲကမကြခင်မှာဖြစ်လာတော့မယ်ဆိုပြီးတော့ The Athletic UK ကနေပြီးရေးသားလာခဲ့တယ်တော့ကျွန်တော်ဒါ Athletic UK ရေးပြီးဆိုရင်တော့ဒါဟာတော်တော်လေးကို source ကောင်းပြီးတော့ဒါကျွန်တော် tier 1 level လောက်ရှိပြီးဆိုပြီးတော့ဒါကျွန်တော်ပြောမယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဘာလူတော်မှကျွန်တော်မြင် The Athletic UK နဲ့ပတ်သက်ကို Dave ကဘာလို့ tier Current Source လို့ပြောလဲဆိုတော့အခုလက်ရှိဒါကျွန်တော်ပူပူလော့လော့လာလွန်ခဲ့တဲ့ရက်ပိုင်းမှာတင် The Athletic UK ရဲ့သတင်းဒီပေါ်တရင်ထုတ်ပြန်မှုနဲ့မှန်ကန်ပြီးတော့ဒါကျွန်တော်တို့တော်တော်လေးကိုဒါအစင်တန်းမြင့်ပြီးတော့ဒါကျွန်တော်တို့ ဆုတွေကိုရရှိခဲ့ရတယ်မှာပါပြောချင်တာဒါကျွန်တော်တို့ပြိတက်တွေပေးတဲ့ဆုတွေလည်းခဏခဏရရှိခဲ့လို့လက်ရှိမှာဒေးဗစ်အော့စတိန်ကိုယ်တိုင်လည်းဒါကျွန်တော်တို့အာကစားဘောလုံးနဲ့ပတ်သက်အာကစားရေးသားသူတွေထဲမှာနံပါတ်1ဒါဆုရခဲ့ရတယ်မှာပါတယ်ကောလာဟာလာရပါပီဂျီရိုမာနိုကိုတောင်ကြော်သွားတယ်ဆုတွေသတင်းတွေထွက်ပေါ်လာခဲ့တယ်မဟုတ်တော့အဲ့တော့ပြောချင်တာ The Athletic UK နဲ့ပတ်သက်ရင်ကျွန်တော်တို့ကဒါ Tier 1လို့မြန်မြန်သတ်မှတ်တယ်ဆိုတော့ Athletic UK ရေးပြီဆိုရင်အမှန်တဲ့ဥစ္စာက99နဲ့98ရာခိုင်နှုန်းတော့နီးနီးရှိတယ်သူတို့တယောစာဘာညာရေးတာကလွှဲရင်ကျွန်တော်တို့ကသတင်းအရာရေးတယ်ဆိုရင်ဒေးဗစ်အော့စတိန်ရေးတယ်ဆိုတော့တော်တော်လေးကိုမှန်ဖို့အကြောင်းအရာရှိတယ် င်အဲ့တော့ပြောရမယ်ဆိုရင်ဒါကျွန်တော်ဒါအဲ့လိုအဲ့ဒါပြပြအဲ့တော့လက်ရှိမှာစပါအသင်းဒီပြအပြောင်းလဲမကြခင်မှာဖြစ်ဖို့အတွက်ကျွန်တော်တို့မျှော်လင့်လို့ရတယ်ဆိုပြီးဒါကျွန်တော်တို့ Athletic UK ကဒါကျွန်တော် Spa နဲ့ပတ်သက်ရင်ခုနောက်ပိုင်းဒါကျွန်တော်ရေးသားနေတဲ့ Jack Pickbrook ကနေပြီးရေးသားလာခဲ့တယ်အဲ့တော့ Spa အသင်းနေနဲ့အခုလက်ရှိလာမယ့်ဒါကျွန်တော်တို့ အချင်းဒီမှာစပါတင်တဲ့ကန်ကောင်ကန့်ကန်အလွန်လွန်လွလွန်လွန်ကောင်းခဲ့ပြီးတော့ဒါကျွန်တော်တို့ conference league တနေရာဒါမှမဟုတ်ဒါကျွန်တော်တို့ Europa League မှာဒါကျွန်တော်တို့အချင်းဒီကောင်းဖလားတွေပါလေရခဲ့မယ်ဆိုရင်ဒီပြအနေနဲ့ထုတ်ရဖို့အချင်းဒီရှိလားမရှိဘူးလားဆိုတော့ဥစားကျွန်တော်တို့ဒါ Athletic Union မနေ့ကဆွေးနွေးခဲ့တယ်ဒါပေမဲ့တကယ်တမ်းအဖြေကတော့ Spartan နေနဲ့ Blue Chief အဲဒီခုနကပါနောက်ဆုံး Europa League ရပြီ Champion League တောင်ဝင်သွားဝင်သား Spartan နေနဲ့အခုလက်ရှိဒီပြ AG Poster Glue နဲ့ဒါကျွန်တော်တို့ရေရှည်ရလမ်းတွားဖို့အတွက်မဖြစ်နိုင်တော့ဘူးဆိုပြီး Jack Pip Brook ကရေးထားတယ်ပြောချင်တာကကျွန်တော်တို့ကတော့လက်လက်ပပရေးထားတာပေါ့နော် NG Booster ကနဲ့ Tottenham Hotspur တင်းအနာဂတ်က very very in doubt ဖြစ်နေတယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Spurs တင်းကတော့ကျွန်တော်နီးပြ3ယောက်တိတိကိုဒါကျွန်တော်တို့ list လောက်ထားရပေါ့နော်အဲ့တော့ဒီ၃ယောက်ကတော့ကျွန်တော်တို့ဒါအရင်နီးပြီးသားဒါ Premier League နီးပြတွေပါပဲ Premier League နီးပြ၃ယောက်လုံးကိုဒါကျွန်တော်တို့ Spurs အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်ပြစ်မှတ်ထားထားတယ်ဒါပထမဆုံး၁ယောက်ကတော့လက်ရှိမှာဒါကျွန်တော်တို့ခြေစွမ်းနေပြပြီးဘုံမောင်းနေတူဒါကျွန်တော်တို့တော်တော်လေးကိုကောင်းအောင်ကောင်းဝဲလုပ်နေတယ်ဒါကျွန်တော်တို့အဆရာကြီးဖြစ်တဲ့ Ariola ပေါ့နော်လက်ရှိမှာဒါကျွန်တော် Ariola ကတော့ကျွန်တော်ဒါ Tottenham Hotspur အသင်းကိုအခုလက်ရှိအချိန်ကြီးတော့ညင်းထားတယ် ဆရာကြီးကမပြောင်းတော့မပြောင်းရသေးဘူးကောလာဟာလာတွေရလက်ရှိဒါကျွန်တော်သတင်းတွေရဆိုရင်တော့ဒါမပြောင်းခင်ကလေးကတော့ညင်းထားရဆိုတဲ့ဘောမှရှိတယ်။ဘာကြောင့်ညင်းလဲအခုလက်ရှိမှာတို့အနေနဲ့မမေရစပါအသင်းအနေနဲ့ဒါ NG Booster Glue ကိုဒီနှစ်စောင်းရသည်လောက်ခရေကဖြုတ်ဖို့အတွက်စီစဉ်ခဲ့တယ်။အဲ့တော့ကျွန်တော် Ariola ကိုတွားရောက်ပြီးဒါကျွန်တော်မေးမြန်းခဲ့နေတာ Ariola နဲ့ Spa အသင်းကိုညင်းပေးခဲ့ပြီးသူ့အနေနဲ့ပုံမလဲလဲသူဝန်ခံခဲ့တာကတော့သူကလက်ရှိ Spa အသင်းရဲ့ပိုင်ရှင် Daniel Levine နဲ့အလုံးမလုံချင်ဘူးဆိုပြီးတရားဝင်စကားပြောလာခဲ့တယ်။အဲ့တော့ ပြောတင်တာတော့ဒါရှင်းတယ်သူအနေနဲ့ပြတ်သားတယ် level လက်ရှိမှာသူတို့ကိုယ်တော်ပေါ်တယ်ဒါကျွန်တော်ဘောသင်းကြိုင်းဆိုတာကလေးစာခွေးဆိုအကုန်တိသွားပြီလို့ဆိုလို့ရမယ်သဘောရောက်သွားပြောတင်တာစပါတင်နေနဲ့အခုလက်ရှိမှာမီသူတဦးတယောက်မဆိုတာတုံတောင်မလာခြင်းနဲ့ကလပ်ဖြစ်သွားတော့လက်ဘိုင်းကြောင့်ပဲလက်ရှိမှာဘုံမောက် နီးပြဖြစ်တဲ့အာရီယိုလာကဒီနေ့ဆောင်းအောင်ဒီမှာဆရာစပါးဆရာရမှုစပါးအသင်းရဲ့တရားဝင်ကမ်းလှမ်းမှုကိုတရားဝင်ရရှိခဲ့တယ်ဒါဂျက်ပစ်ဘရိုရေးခဲ့တယ်ဒါပေမဲ့အာရီယိုလာနဲ့စပါးအသင်းကိုလက်ရှိအနေထားရသူ့နဲ့ကင်မှုအစမပြေဘူးသူဘုံမောက်ပဲဆက်ကင်မယ်ပြီးဘုံမောက်နဲ့သူ commitment နေအများကြီးတယ်ဘုံမောက်အသင်းနဲ့လည်းခုလက်ရှိမှာသူကြိုက်နဲ့တတ်တဲ့ကစားသမားတွေကိုဝယ်ယူပေးထားတဲ့အတွက်ကြောင့်ဘုံမောက်ကသူ့ဘုံမှာလက်ရှိမှာငဲ့ညာတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်ဘုံမောက်မှာပဲသူဆက်ရှိမယ်အဲ့တော့လက်ရှိမှာနောက်ထပ်အကြောင်းအရာတစ်ခုကဂျက်ပစ်ဘရော့ရေးထားတာကဒါတရားဝင်သူပြောဆိုခဲ့တာမဟုတ်ပေမဲ့သူ့အနေနဲ့ငင်းခဲ့တဲ့နောက်တစ်ခုကလက်ရှိမှာအမ မဲ့ကျွန်တော်တော်တန်ဟော့စပါသိရဲ့ ownership ကိုလုံးဝမကြိုက်တဲ့အတွက်ကြောင့်မသူ့အနေနဲ့ငင်းပယ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့စပါသိနဲ့လာမဲ့နေရာဒီမှာအာရီယိုလာအခုချိန်မှာငင်းတယ်ဆိုပေမဲ့လာမဲ့နေရာဒီမှာထပ်ပြီးတော့ကျွန်တော်ဒါ try သွားဖို့ရှိတယ်ဘောနော်ဒါပြောချင်တာမင်းကြိုက်တဲ့ဒါခုနကကစားသမားတွေဝယ်ပေးမယ်ငါတို့အသင်းစီလာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့သွားဖို့ရှိတယ်ကောလာဟာလာတွေကစပါသိနဲ့လာမဲ့နေရာဒီမှာကစားသမားမရောင်းခဲ့ဘူးဆိုရင်တော့မှပေါင်တန်း100လောက်သုံးလို့ရတဲ့ budget နဲ့အတူအာရီယိုလာကိုခေါ်ဖို့အတွက်စူးစမ်းသွားမယ်အဲ့တော့ပြောချင်တာအာရီယိုလာစပါသိကတော်တော်ကြီးကိုလူချင်နေတာဘောနော်အဲ့တော့အာရီယိုလာမှာဒါ ဦးနဲ့ဗလာမဲ့လူရသည်မှာခွန်မယ်ဆိုရင်တော့စပါသင်းနေနဲ့အာရီလာတာဘုမောက်သင်းနဲ့အာရီလာစာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ပေါင်၁၀သန်းပေးရမှာဖြစ်တယ်။စပါသင်းကဒီပေါင်၁၀သန်းကိုပျော်ပျော်ကြီးပေးသွားမယ်ဆိုပြီးတော့ Jet Pay Group ကလည်းမင်းညာကတာ Athletic UK ရဲ့တင်တင်မှာရည်သားထားခဲ့တယ်။အဲ့တော့စပါသင်းနဲ့အာရီလာကြီးကိုတော်တော်ကြီးကိုလာမဲ့နှစ်မှာလူချင်းနေတယ်။ဒါကျွန်တော် personal inbox မှာပြီးတော့ personal inbox ကတော့ကျွန်တော် video အပြီးနားမှာကျွန်တော်ပြောပြမယ်ပေါ့နော်။အဲ့တော့ စပါတင်နဲ့အာရီယိုလာကိုဆယ်တန်းပေးပြီးခေါ်မယ်အဲ့တော့တချို့သောပရိသတ်တွေကလက်ရှိမှာငါးသားလောက်ပူပေးပြီးခေါ်လိုက်ရသူတို့အရန်သဘောကျတဲ့နီးပြရှိတယ်အဲ့ဒါကမူရီရှာပိုချက်တီနိုပဲပိုချက်တီနိုကလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြေက15သန်းရှိတယ်အမေရိကန်နိုင်ငံအသင်းနဲ့ချုပ်ဆိုထားတာအဲ့ဒါကိုပေးပြီးတော့စပါတင်ပရိသတ်တွေကပူပြီးခေါ်စီတယ်ဒါပရိသတ်တွေခေါ်စီနေတာအဲ့တော့လက်ရှိမှာအာရီယိုလာကစပါတင်ကလာမယ့်နေရာဒီမှာပေါင်သန်း200ပေးသုံးမယ်အပြင်ကိုသူတို့အနေနဲ့စာချုပ်ဖြတ်သိမ်းခြေပါပေးသွားအောင်မယ်အဲ့တော့အာရီယိုလာကပထမချိန်ညင်းထားပြီးပြီဆိုတော့ဒုတိယချိန်ထပ်ညင်းအောင်မလားအဲ့တော့ညင်းခဲ့သည်ရှိသောစပါတင်နဲ့ဒုတိယနေရာ ာမှာဘဒုကိုတတ်မှတ်ထားလဲလက်ရှိဖူဟန်သင်းရဲ့နီးပြမာကိုဆေးဘာကိုတတ်မှတ်ထားတယ်မာကိုဆေးဘာအနေနဲ့တော်တန်ဟော့စပါသင်းကိုသူကတော့ကင်ချင်တယ်သူအနေနဲ့ဒါကျွန်တော်သူ့ရဲ့ဒါကျွန်တော်တို့အဲအသင်းကြီးကင်နဲ့ဒါကျွန်တော်ပုံစံမျိုးဖြစ်တာအဲ့တော့ဖူဟန်ကလက်ရှိမှာဒါကျွန်တော်တို့အနေနဲ့များမစိုးဘူးအဆင်ပြေတယ်မဲ့ဖူဟန်ကလက်ရှိအမြဲ1 2 10ဝင်တဲ့သင်းတွေကတသင်းဖြစ်တယ်ဒါကျွန်တော်ဒီထက်မပိုဘူးဒီထက်လည်းမများအဲ့တော့ပြောချင်တာမာကိုဆေးဘာကလက်ရှိမှာတော်တန်ဟော့စပါသင်းကိုကင်ဖို့အတွက်အင်မတန်မှစိတ်ဝင်စားတယ်စပါကလည်းလက်ရှိမှာအာရီယူလာကိုမရခဲ့ဘူးဆိုတော့ဒုတိယနေရာအနေနဲ့လက်ရှိမှာမာကိုဆေးဘာကိုတတ်မှတ်ထားတယ်မာကိုဆေးဘာလက်ရှိ ီးမီးယားလီမှာတတ်တော်ရှိနီးပြရတဲ့တယောက်ဖြစ်တယ်ဘာလို့မာကိုဆေးဗာဒါကျွန်တော်မှတ်မဲ့ရဝက်ဖို့လို့ခစ်ကလေးကဒါကျွန်တော်မာကိုဆေးဗာကင်ထားတာကြားထဲမှာဒါပေမဲ့မာကိုဆေးဗာအေဗာဒန်ကင်တဲ့ခစ်ကိုမှတ်မိရဆိုတော်တော်လေးကိုအချင်းကြီးဆိုးရတယ်အဲ့တော့ဖူဟန်နဲ့ကြမှာဒါမဆိုးအရန်ကြီးတော့မကောင်းဘူးဖူဟန်နဲ့လည်းကောင်းနေတာမဟုတ်ဖူဟန်နဲ့ဒါတို့သူအသင်းကြီးကိုဒါဒုက္ခပေးနေတယ်အသင်းရဲ့ကသူကသူဘလို့ရှော့တက်ဖြစ်နေအများကြီးရှိတယ်အဲ့တော့ဖူဟန်နဲ့သူကသူအရန်ကောင်းတယ်ဘာလို့ဖူဟန်ရဲ့လက်ရှိနီးပြဖြစ်တဲ့မာကိုဆေးဗာကြီးကိုဒါကျွန်တော်စပါသင်းကဒုတိယမြောက်ဒါတော်တော်လေးကိုသဘောကျတဲ့နီးပြအနေနဲ့သတ်မှတ်ထားတယ်မာကိုဆေးဗာနဲ့ဖူဟန်နဲ့ကြမှာတော့ဒါကျွန်တော်တို့စာချုပ်ဖျက်သိမ်းခြင်းပုံစံမရှိဘူးအတကယ်၍နီးပြတာ resign င်ခဲ့မယ်ဆိုရင်ဖူဟန်သင်းကလက်ခံသွားမယ်စပါးသင်းကမာကိုဆေးဗာကိုခေါ်သွားမယ်အဲ့တော့စပါးသင်းနဲ့ဂိတ်မာကိုဆေးဗာနဲ့လည်းအဆင်မပြေခဲ့ဘူးဆိုရင်စပါးသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ဟိုဆိုစပါးသင်းလက်ရှိအာကစားဒရိုက်တာဖြစ်တဲ့ဂျော်နသန်လန်ဂျီပေါ့နော်အာကစားဒရိုက်တာကဒါဂျော်မက်မက်ရဲ့သူအက်စတွန်ဗီလာအက်စတွန်ဗီလာမှာရှိစဉ်တုန်းက2022မှာကျွန်တော်တို့ဦးနိုင်အမ်ရီကို မခေါ်ခင်ကျွန်တော်တို့က အဆက်ကြားမှာပေါ့နော်။ Unai Emery မခေါ်ခင်အဆက်ကြားမှာသူ့အနေနဲ့ Steven Gerrard ကိုထုတ်ပြီးတော့ Thomas Frank ကိုခေါ်ယူဖို့သူ interview ခုတယ်။ Trent Lange အနေနဲ့ဒါကျွန်တော်ပိုင်ရှင်တွေကတော့ Thomas Frank ကိုမကြိုက်ပါနဲ့။ Lange က Thomas Frank ကိုကြိုက်ခဲ့တဲ့အတွက်ကြောင့်အခုလက်ရှိမှာ Spa အသင်းရဲ့နီးပြအနေနဲ့လှုပ်ဖို့အတွက်သူကတော့စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်။အဲ့တော့လက်ရှိမှာ Thomas Frank ကိုခေါ်ယူခြင်းနဲ့ဆိုတော့ Brentford နဲ့သူရဲ့စာရုပ်ဖြတ်သိမ်းရရှိတယ်။ပေါင်9သန်းနဲ့8သန်းကျလို့ရှိရလို့ကြာ။အဲ့တော့ Spa အသင်းကလက်ရှိမှာ NG Poster Glue ကိုလာမယ့်နေရာဒီမှာအစားထိုးကိုထိုးမယ်ဆိုတဲ့အဆင့်တစ်ခုဖြစ်သွားပြီ။အဲ့တော့ပြောချင်တာ၃ယောက်ရှိတယ်။လက်ရှိမှာဒါကျွန်တော်ပထမဆုံးနံပါတ်1နေရာမှာ Arigola နံပါတ်2နေရာမှာမာကူဆေးပါနံပါတ်3နေရာမှာအာနံပါတ်3နေရာမှာခုနလက်ရှိမှာဘာလို့လဲအာတောမတ်စရမ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အမြင်နဲ့ input လို့မယ်ဒါကျွန်တော်ဒီဗီဒီယိုလေးကျွန်တော် add ဒီအဲ့တော့ကျွန်တော်တော့ရလုံးကျွန်တော်ခေါ်ရတာလက်ရှိမှာ NG poster glue လို့နီးပြမှုကျွန်တော်ခေါ်ခဲ့တာပဲအဲ့တော့ကျွန်တော်တို့ဒီနောက်ပိုင်းခွတ်တွေမှာဒါ South Sudan နီးပြကိုခေါ်ပြီးအောင်မြင်ခဲ့တာကလွေးရင်ကျွန်တော်တို့အောင်မြင်တယ်ဆိုရလဲဘာဖလားမရတာမဟုတ်ပါဘူးဒါကတော့အဆင့်လေးဝင်တယ်ပေါ့အဆင့်လေးဝင်တာလူတိုင်းနီးနီးရှိမှလုတ်ပြခဲ့တာပဲအဲ့တော့ ဂျိုဆေမော်ရီညိုလာတဲ့ကျွန်တော်တို့ကအန်တိုနီယိုကွန်တီလာပြန်စဉ်းစားကြည့်မှာအာရီယူလာလည်းဘယ်လောက်လုံနိုင်မလဲ၁၈လကြာဒီလိုပဲသွားမှာပဲသိကြတယ်ကျွန်တော်အခုလက်ရှိနီးပြ၃ရောင်လုံးကသူတို့ကိုသူတို့ဒါကျွန်တော်ပရီးမီးယားလိမှာမစ်တီပဲကင်တီတဲ့၃ရောင်ပဲတိုမက်စ်ရန်ကျွန်တော်လေးစားတယ်မနက်တိုမက်စ်ရန်ကျွန်တော်ချီချီတိုမက်စ်ရန်နဲ့ကျွန်တော်နည်းနည်းလေးရေကုန်ကြည့်ရတယ်ဒါပေမဲ့ အာရီယူလာသူဆိုရဲစတန်ကအင်မတန်မှ explosive ဖြစ်လုံအောင်ကြီးတယ်။လက်ရှိမှာဘုံမောက်အသင်းကကောင်းနေဆိုတော့တပတ်တပွဲဆော့ရလို့ကောင်းနေတာ။ဖူဟန်အသင်းနဲ့တပတ်တပွဲဆော့ရလို့ကောင်းနေတယ်။ Brentford လည်းသူကလက်ရှိမှာစပါလို့မူ3ရက်တပွဲဆော့ရပြီဆိုကစားသမားဘယ်ဒီပြလာလာကျိုးမှာပဲ။ကျိုးမှာပဲဘုံမောက်ပွဲစဉ်ကြည်ပွဲလို့ဆိုဘုံမောက်တင်းနဲ့တတော်ကြီးကို intense မြင်တယ်တောင်မန်ဒီဆိုတချိန်လို့ရတာဖူဘက်ဒီဆိုဘလိုမျိုးအလုပ်လုပ်ရသေးလဲကရာကက်ဘလိုမျိုးပြေးရလဲတာဗန်နီယာဘလိုမျိုးပြေးရလဲပြိတ္တသိဆုံးအဲ့တော့ ကျွန်တော်အနေနဲ့ပြောချင်တာအာရီယိုလာပဲခန့်ခန့်ကျွန်တော်လက်ရှိနီးပြထုတ်တယ်ကိစ္စမျိုးကအန်ဂျီဘိုဆိုထုတ်လိုက်ကိစ္စထုတ်တယ်လေထုတ်လက်ထုတ်တယ်နေပြီတော့ဒါပေမဲ့အခုလက်ရှိမှာမာကိုဆေးဘခန့်လာဒီ16လကျရင်ဒီတိုင်းပဲပြန်လာပါပဲအဲခုနကပြောဆိုအာရီယိုလာခန့်လာ16လကျရင်ဒီတိုင်းပဲပြန်လာမှာတော့မဖရန့်ခန့်တော့မစိုးဒါပြောင်းလဲမှုရှိလာနိုင်တယ်တော့မဖရန့်ဘာလို့ဆို Tactically ကကျွန်တော်သဘောကျတယ်သူက flexible ဖြစ်တယ်ဒါပေမဲ့ channel နဲ့ရောက်ကိုကြည့်မှကျွန်တော်တိုက်တော့မကြိုက်ဘူးဒါပေမဲ့လင်းပြီတော့ဒါကျွန်တော်ရဲ့အမြင်သာဖြစ်တယ်တလောက်ပါပဲဘလုံးပွဲတွေကိုရှိရှိချင်းနေဆိုရင်တော့ youth sport media 3.0နဲ့ TV4 တို့မှာချင်းလူစံပေါအောင်ကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ ုံအောက်ကကွန်မန့်တွေထဲမှာလေး youth sport media 3.0ဆိုတဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ကများများလေးလည်း clip ဖို့မမိကြပါနဲ့ဟုတ်များများ clip မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးပဲကြိုးတူပါနဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုးတူပါနဲ့ကျွန်တော်တော့ကြိုးပြပါဗျဒီပါဗျ